မင်္ဂလာပါရှင်ရောင်းကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကျွန်စုမြို့နယ်မှာအေစီက၂စီးနဲ့လက်နက်ကန်များတင်ဆောင်လာတဲ့ရဲနဲ့ပြူစော်တွေကိုကြားပြတ်တိုက်ခိုက်မှု၅အုပ်သေးဆုံးပြီး၃ရှင်မိက60မမလက်နက်ကြီးတစ်လက်နဲ့ခဲများတင်စီရရှိ။တနင်္သာရီတိုင်းကျွန်စုမြို့နယ်မှာအေစီက၂စီးနဲ့လက်နက်ကန်တွေတင်ဆောင်လာတဲ့ရဲနဲ့ပြူစော်တွေကိုကြားပြတ်တိုက်ခိုက်ရမှာ၅အုပ်သေးဆုံးပြီး၃ရှင်မိက 60မမလက်နက်ကြီးတလက်နဲ့ခဲနေတင်စရာရှိခဲ့ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပကဖတောင်းရှိသူကပြောပါရယ်။နိုဝင်ဘာလ23ရက်နေ့မနက်7:00နာရီခန့်မှာကျွန်းစုမြို့နယ်ဘုရားတက်ကြီးအဖက်ကနေပဲ့တိုင်ကြီးအပြူစော်ဒီစကန်ကိုလက်နက်ခဲများတဲဆောင်လိုက်အင်စီကားနှစီကိုတော်လိုင်းတပ်ဖွဲ့တွေကရမုတ်ကျဲအနီကာလမိုက်တနေရာမှာကြာပြတ်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်ပြူစော်ဒီနဲ့ရဲတွေကားပေါ်မှာဆင်းပြေစဉ်တော်လိုင်းတပ်တွေကဝိုင်းအောင်ပိတ်ဆို့ပစ်ခတ်တာကြောင့်ပြူစော်ဒီအများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကောင် ်ခဲမိုင်းကြောင်တွင်ကိုပြုတ်ကြခဲ့ကြောင်းတိုက်ပွဲတွင်ပြူစော်တိနှင့်ရဲတွေပါဝင်ငောင်းအသေးဆုံးမျက်နှာပြင်းတဲ့အရှိခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုတွင်၎င်းတို့ကရက်ထားခဲ့တဲ့ကားပေါ်မှာ60မမမော်တာပြောင်းတစ်ခု60မမဘုံကားလုံး6မမကြီး38တောင်းနနက်သီးလက်ပြပုံးနှလုံးဦးစီးကြီးပေါင်း2ခုဓမြောက်တစ်ခုဖုန်းတစ်လုံးနဲ့ပြူစော်တိယူနီဖောင်းတစ်စုံတို့ကိုသိမ်းဆည်းအားရှိခဲ့တယ်။ထို့ပြင်တိုက်ပွဲတွင်ရှင်မောင်းတုံနဲ့ပြူစော်တီဖွဲ့ဝါနောက်ကိုလည်းရှင်ဖမ်းပြီးပြီးဆင်းဆင်းမှုတွေဆက်လက်လှုပ်ဆောင်နေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လိန်တက်ဖွဲ့နေထိခိုက်မှုရှိပြန်လဲဆုံးသွားနိုင်ခဲ့ပါတယ်ကျုံးစုံမြလဲအတွင်းမှာရှင်မြောင်းလိုက်ပတ်တော်သားတွေအားလုံးပြည်သူနဲ့တူပေါ့မှုအချိန်တန်ပြီးဖက်စစ်မြောင်းလိုက်အတွက်အသက်တွေအသေးမခံကြပါနဲ့လို့ပြောချင်တယ်သူတို့လက်နက်ကန်တင်လိုက်ကာကပြည်သူကားဆိုတော့မီးရှို့တာတွေမလုပ်ခဲ့ဘူးကျွန်တော်တို့ကားဒီတိုင်းထားပြီးဆုတ်ခွာခဲ့တယ်ကားကလည်းမောင်းလို့မရတော့လို့ကျုံးစုံမြနဲ့ပြည်သူကားကွယ်ပတ်ကားဖတ်တောင်းရှင်သူကပြောတယ်အစောပိုင်းတိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးဘုရားပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆလဘီ LED ဆွဲရမဲစင်းနေမိုင်းနေတဲ့ပထမအောင်ဆုံးလင်လဲတင်ပြခဲ့တဲ့တောင်းအီကကြက်ဖို့အမှတ်လောင်းနေတာမှမဟုတ်ကြွေးကြောင်း2020ရွေးကောက်ပွဲမှာပြတ်သက်နိုင်ရခဲ့ LED ဆွဲမဲစင်နဲ့မိုင်းနေတီဟုပထမအောင်ဆုံးလေလေတင်ပြခဲ့ကျန်းဖို့ပါတီမှတာဝန်က2025ရွေးကောက်ပွဲဝင်မဲ့ကျန်းဖို့အမတ်လောင်မှာတာမန်မဟုတ်ကြောင့်နိုဝင်ဘာလ20ရက်နေ့မဲဆွဲစည်းရုံးပွဲမှာတွေ့ကြော်ပြောဆိုပါရယ် ကျပ်ဖို့ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းတွေရေးချင်မှတာမန်မဟုတ်ပေါ်လွတ်တော်ရဲ့အတွက်စံထားရွေးချယ်သူတွေဖြစ်ကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်တန်ရရှိရမလို့ပဲမဲပေးကြရန်တာဝန်ကမဲဆွယ်စီရင်ဝင်မှာထုတ်ပြောလာတယ်။ဂရီကဝစ်လုပ်ငန်းစဉ်တွေကိုအကောင့်တွေပေါ်နိုင်မှုပေါ်နိုင်တဲ့သူတွေကိုပဲကိုယ်စားလှယ်ဖြစ်နေရွေးချယ်ထားတယ်လို့ကျွန်တော်ပြောချင်တယ်ဒီကိုယ်စားလှယ်တွေကတာမန်မဟုတ်ဘူးတိုင်းနဲ့ပြည်နယ်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်အကုန်လုံးမှအဲ့လိုစံထားပြီးရွေးထားဖြစ်တယ်လို့သိပေးချင်တယ်။ ဒီကိုယ်စားလှယ်တွေကိုယုံကြည်ကြည်တောင်းရင်ပေးရနိုင်တဲ့တန်တရားဖြစ်စရာမလိုဘူးလို့စံဖို့ပါတီရဲ့ထွေထွေတွင်ရမှုပြော်ပွဲမြွတ်နဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းတောင်းရင်ကဆိုတဲ့ကျန်းဖို့ပါတီကသမတ်ပြထန်တာရဲ့ဂရီကဝေလုံငန်းစင်တွေကိုလုံနိုင်ကိုစလေလောင်းရွေးချယ်မှာသက်ဆိုင်ရာကဏ္ဍလိုက်ကျွမ်းကျင်တဲ့ပြည်သူရှင်တွေကိုဆင်ဆင်ရွေးချယ်စီစဉ်စားခဲ့ကြ။နိုင်ငံတော်ရှင်းဆက်သောမေလုံငန်းစင်တွေကိုအကောင့်တွေဖွင့်နိုင်ရည်ချင်းရှိသူများဖြစ်ကြောင်းတောင်းဤကဆိုတဲ့ ကျန်းဖို့ပါတီမှတောင်းရင်ကထို့သို့ပြောဆိုတော့လေလက်တွေမှာကျန်းဖို့ပါတီကိုစလဲလောင်းနေမှာစစ်ဘက်ရာရှိဟောင်းနေစစ်တပ်တိုင်းဝိုင်းတွေကစစ်တပ်နဲ့ဆက်ဆက်နေသူတွေမှာပါတာတွေအမျိုးသားရဲ့အမိတက်ကိုကြိုတမာလေးပါဝင်နေကြအောင်ထို့သဖြင့်နိုင်ငံရဲ့ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ဟီကဲ့သို့တဘောထားတိမသူများစုမှာအမတ်လောင်ဖြစ်ကျန်းဖို့ပါတီကိုစားပြီးရွေးကောက်ပွဲဝင်နေကြကြောင်းကျန်းခိုင်ပါတီတရင်မြေကပြောပါတယ်ကျန်းဖို့ပါတီမတ်လောင်နေမှာရန်ကုန်တိုင်းမြို့သားလွတ်တော်မှာဝင်ရောက်ရှင်ပြိုင်မဲ့အေးပိုင်ကဲတို့တော့အစွန်ရောက်မှာပါတာတွေဒလားမြို့နယ်မှာဝင်ပြိုင်နေမှာပါတာနဲ့အစွန်ရောက် အမျိုးသားရေလှုံ့ဆော်မှုရဲ့ဘန္နာတိန်စစ်တောင်းလမ်းရောက်တန့်စင်ကြောင့်ဘူးလက်လဆွေမင်းကင်းမြမောင်မြင်စစ်တပ်နဲ့မှမိတ်ဆွေအချို့ပါနာကိုစစ်စစ်တွေ့ရှိရတယ်။အထူးသဖြင့်ကျက်ဖို့ပါတီဘက်ကရွေးကောက်ပွဲဝင်မဲ့သူတွေနဲ့ဥဆောင်သွေးမနိုင်ငံရဲ့တစ်ဖက်ကိုတစ်ဖက်ကအပြည့်ရှိရမည်ဆိုရင်နိုင်ငံရဲ့တည်ကြသဘောထားရှိသူတွေကဥဆောင်နေရလို့ကြန့်ခိုင်ပါတီသတင်းမြစ်ကပြောတယ်။ကျပ်ဖို့ပါတီမှတောင်းရင်ကအလွန်သဘောထားတင်းမာတဲ့စစ်ပေါ်ကြောင်းတောင်းဖြစ်ပြော LD ပြတ်သက်နိုင်ရရှိခဲ့2020ခုနှစ်ရွေးကောက်ပွဲမှာမဲဆင်းနေမှိုင်းတည်သူဆိုကစစ်တောက်ကော်ရီကညာတွင်ကျစ်စစ်ဆေးခဲ့သူဖြစ်ပါတယ်။ ၎င်းရှောင်းနေခဲ့တဲ့ပြောင်းဝင်စင်းတွေကိုတရားဝင်စစ်ဆေးခဲ့ပြီးမဲစင်းနဲ့မှိုင်းရည်သူဆိုကအစက်ဖက်မြောက်လိုက်တန်ကိုလိမ့်လဲတင်ပြခဲ့ပါတယ်။တောင်ရီကပြောင်းဝင်မဲစင်းနဲ့မှိုင်းရည်သူဆိုပြီးနေပြည်တော်စစ်အောင်ကျောင်းတက်မတော်ကွန်ပျူတာဌာနချုပ်မူမှဌာနမှုဘုံမှုချုပ်မြန်မြန်နဲ့ပူပေါင်းပြီးမဲစင်းတွေကိုတန်းချီမှိုင်းရည်သူလှုပ်ဆက်ခင်းခဲ့တယ်။မြောက်လိုက်ဆက်နာတဲ့တိုက်တွန်းခဲ့သူတွေမှာတောင်ရီကအတိတ်ကကံကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ တောင်ဝေကတန်းရှင်လက်တဲ့ရခိုင်ပြည်နယ်တိုင်းမှုပေါ်ကြောင့်အတောင်ဖြစ်ခဲ့သူဖြစ်ကြောင်းတောင်ဝေမဆစ်တက္ကသိုလ်ပတ်စဉ်20 1994ခုနှစ်မှာစတင်တက်ခဲ့က1996ခုနှစ်မှာပြန်တန်းဝေရရှိဖြစ်ခန့်ခံခဲ့ရတယ်။စစ်တပ်မှာရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တိုင်းမှုတောင်ဝေတန်းဆောင်ခဲ့သူဖြစ်ကြောင်းစစ်တပ်ကဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ငြိမ်းချယူခဲ့သူဖြစ်ပါတယ်။ ဆလဘီဖဲခုံမြို့နယ်ဘောရံရွာနီကိုစစ်တပ်ကလက်နက်ကြီးနဲ့ပြေကမ်းမှုစစ်ပေးဆောင်18နှစ်ရွယ်အမျိုးသမီးတအုပ်ပောင်းရင်ပြည်သူတောင်းတဲ့ဆောင်ရှမ်းပြည်နယ်နဲ့ကင်းပြည်နယ်ဆက်ဖဲခုံမြို့နယ်ဘောရံရွာနီကိုစစ်ပတ်စစ်တပ်ကလက်နက်ကြီးနဲ့ပြေကမ်းတိုက်ခိုက်ခြင်းကြောင့်စစ်ပေးဆောင်18နှစ်ရွယ်အမျိုးသမီးတအုပ်ပောင်းရင်ပြည်သူတောင်းတဲ့ဆောင်ခဲ့ကြောင်းဂျော့ဖော်ခရယာမှာတာဝန်ရှိသူကပြောရဲနိုဝင်ဘာ22ရက်နေ့မနက်စင်တိုင်းကန်ချိန်ဖဲခုံမြို့နယ်ရှိဘောရံစစ်ဆောင်စကန်နဲ့နန်းပလုံစစ်ဆောင်စကန်မှာစစ်ဆောင်ပြည်သူတွေလောက်ကိုင်းနေဘောရံရွာနီရှိ တောင်ရအတွင်းဂျပန်စစ်တပ်နဲ့ PNO ဖွဲ့ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်တပ်လက်နက်ကြီးကြီးထိမှန်ပြီး66နှစ်ရွယ်တော်အီတန်ခေါ်ဒေါ်နန်အင်း၁၉နှစ်ရွယ်မျိုးသမီးငယ်တအုပ်၄၆နှစ်ရွယ်မျိုးသမီးတအုပ်သေဆုံးခဲ့ကြောင်းသိရပါတယ်အော်တိုဘလဆက်သွန်းနေကလည်းဂျပန်စစ်တပ်နဲ့ပြည်နယ်ဘွဲကဖဲကုံမြို့နယ်ဘဝရာကိုဝင်ရောက်စင်းနေမိနေနေကိုမိရှုဖြက်စီအော်တိုဘလဆက်လျက်နေသည့်နေနေမိလောင်ပြစီခဲ့ပြီးရွာလုံးစုနီပါမိလောင်ပြကြခဲ့ကြောင်းဂျပန်စစ်တပ်စစ်ကြောင်းတို့ဝင်ရောက်စင်းနေမှုကြောင့်ကျေးရွာနေပြည်သူတွေကလက်ရှိချိန်ထိထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါတယ်။ ဆက်လက်ပြီးတိုင်ကြားခင်ရတဲ့ပြည်အောင်စုဝင်ကြီးချုပ်ရောအမြဲတမ်းတဝင်ကိုတာဝန်ကယာယီရန်နာအမြဲတမ်းညွှန်ဆဲအန်ယူဂျီပြည်အောင်စုဝင်ကြီးချုပ်ရောအမြဲတမ်းတွင်ဝင်မတ်ကြည်ပြားနဲ့ခင်မွန်ဖြစ်သူကိုညင်ညီမင်းတို့ဟာမလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့ဆိုပြီးပြည်အောင်စုဝင်ကြီးချုပ်ရောဝန်ထမ်းဟောင်းတွေကတိုင်ကြားရတဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးသွားမယ်ဖြစ်ကြောင်းအန်ယူဂျီကထုတ်ပြန်ကြေညာပါတယ်တိုင်ကြားခံရသူနိုဝင်ဘာ22ရက်နေ့ကစတင်ပြီးတောင်ဝင်ကနေရရနာတာကြောင့်ထုတ်ပြန်နေ။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအန်ယူဂျီကနိုဝင်ဘာ24ရက်နေ့မှာ ဆောင်ရွက်ထားမှုခြင်းတွေကိုသိပေထုတ်ပြန်ခဲ့ရနိုဝင်ဘာ19ရက်ရက်စွဲနဲ့နိုင်ငံတော်ယာယီသမ္မတပြောင်စုဝင်ကြီးချုပ်နဲ့ပြောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌအထံလိမ့်မှုထားတဲ့အတိုင်းစာပြောင်စုဝင်ကြီးချုပ်ရုံးရဲ့မေးကိုရောက်လာခြင်းမရှိပေမဲ့နိုင်ငံတော်ကြီးကဖြစ်သူယာယီသမ္မတထံရောက်ရှိတဲ့အတွက်အဲဒီကိစ္စဆောင်ရွက်ဖို့ပြောင်စုဝင်ကြီးချုပ်ကနိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့လို့ဖော်ပြတယ်တိုင်ကြားသူဝင်နှံဆက်နယ်ဝဲတော်လန်ရဲ့မြေရဲနဲ့တိုင်ကြားထားဖြစ်ပြီးတော့ရုံးဖွဲ့ဝင်တွေဦးစီးရာရွှေညွန့်ကြရင်မူလက်ထောက်ညွှန်မှုတွဲဖက်အတင်ဝင်ရင်မောင်းစားသူတွေပါဝင်တာကိုစာမတွေ့ရပါဗျာ။ တင်းငယ်တဲ့ပုံကိုမကျင်တဲ့ချက်တစ်ခုကိုအရင်ပြုတ်ပြီးစနေကြစီစဉ်ထားတဲ့ပုံကိုတိုက်ခိုက်မှုကိုပထမဆုံးကြုံရခြင်းပဲဖြစ်ကြောင်းမတ်ကြည်ပြားကရေးသားထားပြီးအမြန်ဆုံးခုံစုခုံဖွဲ့ဆက်စဲဖို့တောင်းရှိသူတွေစီတောင်းဆိုထားသလိုပြည်ဝပူပေါင်းဆောင်ရွက်လို့ဒီပေးပါတယ်သတင်းမရီကိုသတင်းမီဒီယာအင်တာဗျူးတွေတိုင်ကြားချက်ကိုဥဆောင်ခဲ့တွေ့နေလဲမိမိလောက်ရဲ့ပေါ်တောင်းယူရခြင်းမှာဖြစ်ကြောင်းမက်ကြီးပြန်ကရေးသားထားသလိုစွတ်စွဲချက်တွေအတွက်လိုအပ်ရလို့သလိုဆက်လက်ဖြည့်ရှင်းသွားမယ်လို့လည်းသိပေးပါတယ် ဆလပ်ပြတော့တိုင်းဆန်ကာကွယ်လှုပ်ဆောင်မယ်လို့အမန်ဒီကတော့ပြန်ကိုကန်တမ်လို့အမန်ဒီကထိုင်းချုပ်ဒေသတွေမှာတော့တိုင်းဆန်နဲ့တပ်ဖြတ်အမဲလိုက်တာကိုတားမြစ်လိုက်ပြီးကျွန်းလူတွေကိုအပြင်းထန်ရေးယူမယ်လို့ကြေညာချက်ထုတ်ပြန်တယ်တော်ရိတ်လိမ့်ဆန်လေးကိုမဲလိုက်ပါကဖန်စီရမီရဲ့တော်ရိုင်းသားကောင်တနက်နဲ့တရားမဝင်ကြိုးမြတ်တွေတင်စီမယ်လို့ထုတ်ပြန်တယ်။ဒါပြင်တော်ရိတ်လိမ့်ဆန်လေးရဲ့ထုတ်လုပ်ထားပစ္စည်းကိုရောင်းဝယ်ခြင်းပို့ဆောင်ခြင်းနဲ့ချက်ပြုတ်စားတာပါကသက်ဆိုင်ပစ္စည်းတင်စီခဲ့မှာဖြစ်ပြီး၅ရက်ကနေ9ရက်ထိကျင်ကြမယ်လို့ဆိုထားတယ်။ ။ပြီးခဲ့တဲ့တင်ပါလာကလည်းသကိုင်းတိုင်းအင်ဒိုမျိုးမှတရားမဝင်တင်ဆောင်လိုက်။ရှားပါပန်တာနီကိုကောင်ဥတော်လိုင်းတပ်ဖွဲ့ရေးကတွေ့ရှိခဲ့ပြီးကယ်ဆယ်နိုင်ခဲ့ပါတယ်။အမန်ဒီယာ2023အောက်တိုဘာ29မှာရက်ခတ်တက်တော့ဒီယန်နာလီယိုနဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းမှာတိတုံညာနေကွန်ဆက်စင်စတင်ခဲ့ပြီးလာရှိုလောင်ကိုင်းချင်းရွှေရောမွန်ဂိုဖောင်ဆိုင်ကုံချန်ပန်လုံကွမ်းလုံတိန်နီတောင်မွညံပန်ဆိုင်မျိုးတွေကိုသိမ်းပိုက်ခဲ့တဲ့တရုတ်ဆွေအဖေအားကြောင့်လာရှိုမျိုးကို2025ဧပြီမှာစစ်ကောင်စီတပ်ပြန်လည်ပေးခဲ့တယ်တိန်နီမျိုးကိုလည်းပြန်လွှတ်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတဲ့သတင်းတွေထွက်ပေါ်နေတယ် ။လာရှိမပေါင်းခြင်းကစကန်းနဲ့လက်စုပ်ကွာဖို့ဖိအားပေးခံနေရပေမဲ့ MND ကတော့၎င်းတို့ထိန်ချုပ်ထားတဲ့မြို့နယ်တွေမှာအောက်ဇော်ရီရန်ရက်လည်းပဲရှင်မြင့်လှုပ်ဆောင်နေပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။